အလုံးမဲမင်္ဂလာပါ FEO question ကနေပြီးတော့ကြိုဆိုပါရစေ။အခုပြပြပေးမှာကတော့2023 October morning question question number 80ဖြစ်ပါတယ်။ Why may single license software package a purchase a buy a company ရဲ့ကုမ္ပဏီတစ်ခုကနေပြီးတော့မှ single license software package ကိုဝယ်မယ်။နော်တခုတည်း license ပါတယ် software package ကိုဝယ်မယ်။အဲ့လိုဝယ်တဲ့အချိန်မှာ which of the following is an activity that actually permit in conformity with the concept of the WTO agreement or trade related aspect of intelligent property right အောက်မှာပေးထားတဲ့ဘယ်ဥစားကဒီ WTO ရဲ့စီးပွားရေးဆိုင်ရာเนาะ trade related ဆိုတာစီးပွားရေးဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှာ intellectual property rights ဆိုတော့ညာနာပိုင်ဆိုင်မှုအခွင့်အရေးတွေနဲ့ပတ်သက်တဲ့သဘောတူညီချက်ပေါ့เนาะ TRIPS ရဲ့သဘောတရားနဲ့အညီเนาะဘယ်ဥစ္စာက permit တဲ့ခွင့်ပြုထားတယ်လေဆိုတဲ့ဥစ္စာကိုမိထားတာအဲ့တော့ single license software package ကိုဝယ်တဲ့အချိန်မှာအဲ့ဒီဥစ္စာနဲ့အဲ့ package နဲ့ပတ်သက်ပြီးတော့မှ WTO ကနေပြီးတော့မှထုတ်ထားတဲ့ intellectual property right နဲ့အညီခွင့်ပြုထားတဲ့လုပ်ဆောင်ချက် activity ဖြစ်မလဲဆိုပြီးတော့မိထားတယ်ပေါ့နော်အဲ့တော့နံပါတ်အေကကြတော့ installing the software package on a large amount of computer that are used ပေါ်တဲ့ company business တဲ့ကုမ္ပဏီရဲ့စီးပွားရေးလုပ်ငန်းတွေမှာသုံးတယ်တဲ့ computer တွေအများကြီးเนาะအဲ့ computer တွေမှာဒီ software ကို install လုပ်ခွင့် install ပေးထားရမှာเนาะ software ကို software တွေကိုတက်ဆင်ထားတာတဲ့အဲ့ဒါကတကယ်ကိုခွင့်ပြုထားတဲ့လုံဆောင်ချက်လား activity လားဆိုပြီးတော့မိထားတာပေါ့နော်။နံပါတ်2ကကြာတော့ making a backup copy of software for limited purpose such as licensing personal use or temporary copy for maintenance တဲ့ဒီ licensing personal use ဆိုတော့ဒီ license ရထားတဲ့သူရဲ့ကိုယ်ပိုင်အသုံးပြုတာဓမ္မမလို့ရှင်ရင် maintenance အတွက်မှအယာယီကူးယူခြင်းကူးယူထားရပါတော့အဲ့လိုလုပ်ထားတဲ့ limited purpose တွေအဲနော်ကန့်သက်ထားတဲ့ရွယ်ချက်တွေအတွက်မှ software တွေကို backup ပြုလုပ်ခြင်းပါတဲ့နမစီကကြတော့ modifying the software package for the company internet use and using it on a large number of computer within the company ရဲ့ company တွင်းမှာအသုံးပြုဖို့အတွက်ကို software တွေကိုမလုပ်မှလဲဆိုလို့ရှိရင်ပြင်ဆင်ပါ modifying လုပ်မယ်ပြင်ဆင်မယ်ပြီးလို့ရှိရင်ဒီ company ရဲ့ internet use နော်ကုမ္ပဏီတွဲမှာတုံဖို့ရန်အတွက်ကိုကုမ္ပဏီအတွဲမှာရှိနေတဲ့အလားချမောင်းသောကွန်ပျူတာကွန်ပျူတာတွေအများကြီးမှာအသုံးပြုတာကိုပြောချင်တာလားတဲ့ခွင့်ပြုထားတဲ့ activities ကနံပါတ်ဒီကကြတော့ placing the software package on the company internet website တဲ့အကုမ္ပဏီတွေမှာတုံးနေတဲ့ website မှာ software တွေကိုထားတတ်ထားမယ် software package တွေကိုထားထားမယ်ပြည့်တဲ့ခါကြလို့ရှင်မှာ staff member တွေက can download it and install တဲ့ နော်အဲ့လိုကုမ္ပဏီရဲ့ internet website မှာထားထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကုမ္ပဏီထဲမှာရှိနေတဲ့ member တွေကနေပြီးတော့မှ download ဆွဲပြီးတော့မှဒီ install လုပ်ချင်းဆိုတဲ့ activities ကို computer လာဆိုပြီးတော့မိထားတယ်ပေါ့နော်အဲ့တော့ဒီ WTO ရဲ့ပေါ့နော်ဒီ TRPI TRIPS နဲ့ပတ်သက်တဲ့နော်သဘောတရားနဲ့အညီခွင့်ပြုထားတဲ့ activities ကဘယ်ဟာလဲဆိုလို့ရှိရင်နံပါတ် B ဖြစ်ပါတယ် နော်သူကဒီ license ပိုင်ထားတဲ့သူပေါ့နော် license ပိုင်ထားတဲ့သူရဲ့သူရဲ့ personal use ဖြစ်ဖြစ်မဖြစ်လို့ရှိလို့ရှိရင်ဒီ maintenance အတော့မှာတနေရရမှာတွားပြီးတော့မှာ copy ကူးယူခြင်းလုပ်ထားတဲ့လူပုံစံမျိုးနဲ့ software ကို backup လုပ်ထားတာကိုပဲခွင့်ပြုပါတယ်တဲ့ဒါကကြတော့ DRM PDS မှာအဲ့ဒီ law အဲ့ဒီ right နဲ့အညီခွင့်ပြုထားတဲ့ activity တခုဖြစ်ပါတယ် ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲမင်